เนาะ SSK Financial Training Center ကျွန်တော်လိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ accounting ရဲ့ foundation ဖြစ်တဲ့ Devan entry system ကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အစအုပ်တစ်ခုမှာ foundation မခိုင်အစအုပ်ကိုနိုင်မှုမရပါဘူးကျွန်တော် accounting မှာလည်း Devan entry ကိုမှမပိုင်ဘူးဆိုလို့ရှိရင် accounting ကိုနိုင်ဖို့လွယ် accounting ရဲ့အခြေခံ foundation ဖြစ်တဲ့ Devan entry ကိုနိုင်နေရမှာဖြစ်ပါတယ်ကျွန်တော် video လေးကိုဆက်ကြည့်လိုက်အောင် Devan entry bookkeeping is accounting method where every financial transaction is recorded twice debit entry bookkeeping ဆိုတာအကောင့်တီမက်သတ်တစ်ခုဖြစ်တယ်သူ့ကို record လုပ်တဲ့အခါမှာ debit နဲ့ credit နှစ်ဖက်စလုံးကိုစင်းသွင်းရမှာဖြစ်တယ်အဲ့လိုစင်းသွင်းတဲ့အခါမှာလည်း ensure that debit and credit are equal debit နဲ့ credit ကလည်းညီနေရမှာဖြစ်တယ်သူကဒီ debit system ကိုတည်ကျွင်းခဲ့လဲဆိုလို့ရှိရင် Luca Pacioli လို့ခေါ်တဲ့ Italian ဖုန်းတော်ကြီးတစ်ပါးကနေပြီးတော့မှတည်ကျွင်းခဲ့တာပါနှစ်ပေါင်း900ကျော်သွားပြီဖြစ်ပါတယ်ကြည့်စစ်ကြည့်အောင် debit နဲ့ credit ဆိုတာဘာလဲ debit ဆိုတာ account တစ်ခုရဲ့ဘယ်ဘက် side ကို debit လို့ခေါ်တာပါ account တစ်ခုရဲ့ညာဘက် side credit လို့ခေါ်တာဟင်အဲ့တော့ debit နဲ့ credit ဆိုတာဘာလဲသိသွား debit ဆိုတာ account တစ်ခုရဲ့ဘယ်ဘက် side left side of an account credit ဆိုတာညာဘက် side the right side of an account ညာဘက် side ဖြစ်ပါ debit နဲ့ credit ဆိုတော့ debit နဲ့ဆင်းသွင်းတဲ့အခါမှာ debit ကိုတရားသွင်းရင် credit ကိုတရားသွင်းမှာဖြစ်ပါတယ် debit ကိုသွင်းရင် credit ကိုသွင်းရဖြစ်ဖြစ်ပါတယ် debit entry ဆိုတဲ့နှစ်ဖက်ဆင်းသွင်းတဲ့စနစ်ပါ ဒါကြောင့်မလို့အဲ့နေ့ကလည်းညီဟိုညီနေရပါဒါကပါလေ accounting every transaction မှာတွဲရမှာဖြစ်ပါတယ်โอเคအဲ့တော့ debit nature တွေကပါလေ credit nature တွေကပါလေဆိုတော့ကျွန်တော်သိဖို့လိုပါပါဟေး account တစ်ခုရဲ့ဘယ်ဘက်ဆိုင်ကို debit account တစ်ခုရဲ့ညာဘက်ဆိုင်ကို credit ကိုပါ debit nature တွေကပါလေလို့ကြည့်အောင် debit side ကိုကြည့်အောင်ပါပထမဦးမြင်ရမှာ asset ဆိုပါတယ် asset ဆိုတာ company တခုရဲ့ပိုင်ဆိုင်မှုတော့ကြားစရာရှိတာပါ company တိုင်း company တိုင်းမှာသူတို့ company ရဲ့ပိုင်ဆိုင်မှုတွေပိုင်ဆိုင်တဲ့ပစ္စည်းနိုင်ငံ access တွေ current access ရှိပါတယ်ကြားစရာရှိဆိုတာကကျွန်တော်တို့ company တိုင်းမှာက credit sales နဲ့အကျိုးရောက်ထားလို့ရှိလို့ရှိရင်ကြားစရာရှိပါတယ် customer တရှိရအဲ့ဒါတွေအကုန်လုံးဒီ assets asset ကဘာ nature လဲ debt nature account ကဘယ်ဘက်ဆိုင်မှာရှိရပါမယ်နောက်တစ်ခုကတော့ purchase purchase ဆိုတာကဝယ်တာပါ ဒါပေမဲ့ဘာဝဝယ် purchase မဟုတ်ပါဘူးကျွန်တော်တို့ company ရဲ့အဓိကရောင်းကုန်ပစ္စည်းပြန်ရောင်းမှုဝယ်တဲ့ပစ္စည်းတွေအထူးသဖြင့်ဆို cost of goods sold ကိုရင်းနေ inventory ဝယ်တာမှ purchase ပါ okay အဲ့တော့ purchase ပြန်ရောင်းမှု company ဝယ်တာဖြစ်တဲ့အဲ့ဒီတို့ကြောင့်မလို့ purchase definition ဝယ်တာဖြစ်တဲ့ purchase definition တို့ကြောင့် debit side ကတွေ့ရတတိယစကားလုံးကတော့ expenses expenses ဆိုတာအကုန်ကြမ်းစီအသုံးစီတွေ ုမ္ပဏီတစ်ခုမှအသုံးစရာရှိပါတယ်ဒီ business run ဖို့ပဲကျွန်တော်ကကုန်ကြစည်းရဲ့အားရှိပါတယ်ဝန်ထမ်းငားတယ် salary ပေးရတယ်ရုံးငန်းငားတယ် rent တွေ office rent တွေပေးရတယ် utility ဆွဲရေပုံးမီးဖို့တွေပေးရတယ်အဲ့လိုပေးရတဲ့ rent တွေ bank charges တွေ admin charges တွေရှိပါတယ်အဲ့ဒီ charges တွေမှန်တယ်များက expense ပါလွယ်ကူမှတ်မယ်ဆိုလို့ရှိရင်ကုမ္ပဏီတစ်ခုမှ business run ဖို့အတွက်သုံးလို့ကုန်သွားတာမှန်တယ်များ expense ပါ okay အဲ့တော့ကျွန်တော်က expense ကို debit side မှာရှိပါတယ် debit လို့ချတာ ုံးရပါဘူးเนาะ asset purchase and expense ရပါတယ်နောက်တစ်ခုက drawing မှာ drawing ဆိုတာကတော့ကုမ္ပဏီမှာရှိတဲ့ owner တတိယသူကုန်ကျိုးတဲ့ကျွန်တော်ကုမ္ပဏီရဲ့ပစ္စည်းတော်ပေါ်ငွေကိုလာပြီးယူတော့ရင် drawing ဥပမာတတိယကနေပြီးတော့သူဘက်ကုမ္ပဏီရဲ့ percent တိုင်းလာပြီးတော့သူရဲ့မိသားစုနဲ့ dinner စားဖို့ hotel မှာသွားစားတယ်သုံးလို့သုံးလိုက်တယ်ဆိုရင်ဒါသူရဲ့ကုန်ကျိုးနဲ့သုံးလာဖြစ်တဲ့ drawing မှာသူရဲ့ capital တွေကနေပြန်နှုတ်ပြန်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ drawing ဒီ debenture ောက်တစ်မျိုးကတော့ save return ပါ save return ဆိုတာကတော့ကျွန်တော်တို့ company ကအတိအကျရောင်းကုန်ပစ္စည်းဖြစ်တဲ့ရောင်းကုန်ကိုရောင်းလိုက်တာဖြစ်မှာရောင်းလိုက်တဲ့အခါမှာ customer ရှူရောက်တဲ့ customer ရှူကျိုးပြတ်တာတော့ပစ္စည်းတော့ပြန်ဖို့ခံရတာ save return လို့ခေါ်ပါတယ် okay save return က definition ဒါကြောင့် debit ဆိုင်မှာကြည့်ရမယ်ဆိုလို့ရှိရင် assets ပိုင်းဆိုင်မှုတို့လို့ရရရှိတာ purchase ပြန်မှုကုန်ပစ္စည်းတွေဝယ်တာ expenses ကုန်ပစ္စည်းတွေတုံးကုန်သွားတာ drawing တတိယတရုတ်ကိုကျွတ်တဲ့ယူတုံးတာ ဆေးရတန်ရောင်းတဲ့ပစ္စည်းတွေတချို့ပြန်ပို့ခံအဲ့မှာ debit side မှာရှိတယ်။ဟောဒါဆိုလို့ရှိရင် debit side မှာကျွန်တော်တို့ကရှိတာတွေတည်သွားပြီဆိုတော့ credit side မှာဟောပါလိမ့်ရှိတယ်။ကြည့်ရမှာဖြစ်ပါတယ်။ asset ရဲ့ opposite မှာဆိုရင်ကျွန်တော်တို့က liabilities ရှိပါတယ်။ liabilities ဆိုတာကုမ္ပဏီတစ်ခုရဲ့အကျိုးသမှုပေးစရာရှိတာ။ asset ကပိုင်ဆိုင်မှုသမှုရရရှိတာ။ liability ဆိုတာအကျိုးသမှုပေးစရာရှိတာ။ကျွန်တော်တို့ company ကနေပြီးတော့မှ credit purchased နဲ့ဝယ်ထားရရှိပါတယ်အကျိုးဝယ်ထားရရှိပါတယ်လာကိုပေးရမှာရှိပါတယ်အဲ့ဒီပေးစရာရှိတာတွေဘဏ်ကနေဝေချိတဲ့ loan တွေအဲ့ဒါတွေအကုန်လုံးက liabilities အောက်မှာရှိပါတယ် non current ခါလာဆိုပြီးခွဲထားပါတယ် liabilities ဘာနေချာလဲ credit nature not cool sales sales ရကျွန်တော် company ရဲ့အဓိကရောင်းဝယ်ပစ္စည်းရဲ့ရောင်းဝယ် sales ပါရောင်း sales မဟုတ်ပါဘူးအဓိကရောင်းဝယ်ပစ္စည်းရောင်းမှာ sales ကျွန်တော် company ကကာယောင်းတဲ့ company ဆိုကာယောင်းတာ sales ပါ ကျွန်တော် company ကပန်းတီးရောင်းတဲ့ company ပန်းတီးရောင်းတာ sales ကျွန်တော် company က stationery ရောင်းတာဆို stationery ရောင်းတာ sales ပါခု company ကအဓိကရောင်းမှုဖြစ်တဲ့ရောင်းမှာ sales ပါ sales ဒီပါ nature နဲ့ credit nature နောက်တစ်မျိုး income income ဆိုတာ company ရဲ့ဝင်ငွေပါဝင်ငွေရတဲ့ sales ဒီလဲ income တမျိုးဖြစ်တယ်လို့တခြားအတူရတာတွေအခြား other income တွေလည်းရှိနိုင်ပါတယ် company တွေမှာအဲ့ဒီလိုဝင်လာတဲ့ဝင်ငွေတွေဒီ income တွေ credit nature ပါ credit side မှာရှိပါတယ် capital capital ဆိုတာကတော့တတိယဒီ shareholder တွေကနေကုန်ပြီးမှ share capital ဖြစ်လို့ခေါ် share တွေဝင်လာရှိမှာအဲ့ဒီရှိတတိယတွေဝင်ရောက်တဲ့ပိုင်ဆိုင်တဲ့ shareholder တွေဝင်တဲ့ share capital ကို capital လို့ခေါ်ပါတယ်အဲ့ capital ဘာနေချာလဲ credit နေချာပါ okay credit ဆိုင်မှာရှိရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ purchase return purchase ဆိုတာကကျွန်တော်တို့ရဲ့ကုမ္ပဏီအတိအကျရောင်းဝယ်ပစ္စည်းတွေဝယ်တာပါပြန်ရောင်းဝယ်တာဒါပေမဲ့ဝယ်ထဲမှာတချို့ကုန်ပစ္စည်းတွေမှာပါလာတာလို့ ျက်စီးရတော့ပါလာကျွန်တော် return ပြန်ပို့ရတယ်ဒါကြောင့်မလို့ purchase returns credit nation ဆိုတော့ credit side မှာပါတဲ့ရှိလက်ခြေလိုက် liability sales income capital and purchase returns ဆိုရှင်ဒါဆိုလို့ရှင် debit side မှာ asset purchase expense drawing sale return ရှိတယ်လို့ credit side မှာ liability sales income capital and purchase return ဒီအချက်လက်ညနေအောင်ကျွန်တော်လေ့ကျင့်ထားမှာဖြစ်ပါတယ်ဘာလို့လဲ debit entry မပိုင် account တွေမနိုင်ဘူး။ဒါကြောင့်မို့ကျွန်တော်က devantry ဘိုင်းမှာ account တွေကိုနည်းနည်းနည်း professional တရားဖြစ်ရက်တည်နေမှာ။ဒါကြောင့်မို့ဒီ foundation of accounting ဖြစ်တဲ့ devantry ကအရင်ကြီးကြီးပါတယ်။ဆက်ကြည့်အောင်။ဒီဘက်မှာ debit ဆိုင်မှာဆိုကျွန်တော်က bank လို့ cash တို့မှာဝေဝေ debit လို့ကျွန်တော်ယူထားပါတယ်။ bank လို့ cash တို့မှာဝေဝေ။ဘာပဲလုပ်လို့ကျွန်တော်တို့ company က bank လို့ cash တို့ bank account cash အောင်ဝင်ဝင်လာပြီဆိုရင် debit ဆိုင်မှာထားပါတယ်။ debit bank debit cash လို့ရေးပါတယ်။ညာဘက်ဆိုင်မှာကတော့ bank လို့ cash တို့ကနေ withdraw သွားရင် credit ပါ။ ဘန်တို့ cash တို့ကနေ withdraw ဖိုင် credit ပါကျွန်တော်ဘန် account နဲ့ withdraw သွားတယ် cash account နဲ့ withdraw သွားတယ်ဆိုရင် credit bank credit cash လို့ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါလို့ကျွန်တော်ကြည့်ရအောင် debit ကို debit ဆိုင်မှာ bank တို့ cash ကိုဝင်ဝင် debit နဲ့သူရဲ့ opposite ဆိုင် debit entry ဖြစ်တဲ့ opposite ဆိုင်မှာဝင်ဝင်စီတဲ့အကြောင်းအရာရှိတာဒါမှ debit entry ဆောင်ရပါမယ်ဥပမာကြည့်ရအောင် bank မှာဝင်ဝင်လာတဲ့ဒေါ်လာတစ်ထောင်ဆိုရင် debit bank တစ်ထောင်လို့ကျွန်တော်ရေးလိုက်ပြီးတော့ credit မှာကဘာဖြစ်လို့ဝင်လာတာ credit sales credit မှာကကျွန်တော်တို့ကကုန်ပစ္စည်းရောင်းလိုက်လို့ဝင်လာတာဖြစ်ပါတယ်အဲ့တော့ငွေဝင်စီတဲ့အကြောင်းအရပါတခြားမလို့ debit bank to town credit sales တခါအောင်ဆိုပြီးတော့စည်ရင်သွင်းရမှာဖြစ်ပါတယ်ဒါမှ definite credit ညင်ရပါဒါဆိုရင် debit entry အမှန်ပါနောက်တစ်ခုထပ်ပြီးနမူနာလေးပြောချင်ပါတယ် cash account မှာကျွန်တော်တို့ငွေနဲ့တခြားမလို့ debit cash လို့ရေးလိုက်ပါတယ်ဒေါ်လာ900ဝင်လာပါတယ်ဘာဖြစ်လို့ဝင်လာလဲ income တခြားတစ်ခုဝင်လို့အတူရလားဒါမှမဟုတ် commission ရလား ဒါမှမဟုတ်ကျွန်တော်တို့ကင်မရာတစ်ခုကို rent ငှားထားလို့ရတာလားအဓိကရန်ကုန်ပစ္စည်းမို့တဲ့တခြားရတဲ့ပစ္စည်းတွေအားသာအင်ကမ်ပါဒါကြောင့်မို့ကျွန်တော်က debit cash to credit income ကိုရရမှာဖြစ်ပါဘန်လို့ cash မှာဝင် debit အဲ့ဒီ credit ဆိုင်မှာဝင်ငွေဝင်လာစီတဲ့အကြောင်းအရာရှိ liabilities လုံးချိလိုက်လို့ဝင်လာတာ sales ရောင်းလုံးကိုဝင်လာတာ income တခြားငွေတစ်ခုကြောင့်ဝင်လာတာ capital တတိယငွေရင်းနှီးထည့်လို့ဝင်လာတာ purchase return ပွေထားတဲ့ဟာကိုပြန်ပို့လိုက်လို့လို့ပြန်ဝင်လာတယ်။ဝင်ပြီးတဲ့အကြောင်းအရာရှိပါတယ်။အဲ့ဒီနှစ်ခုရှိမှ Devin နဲ့ Credit တစုံရမှာဖြစ်ပါတယ်။အမြဲတမ်းလည်းငြိမ်းနေရမယ်။ Okay ။ဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ရအောင်ပါ Credit ဆိုင်က Credit ဆိုင်က Bank Bank ကို Cash မှာငွေထွက်ပွားကျွန်တော် Credit လို့ရေးပါတယ်။ဒါပေမဲ့ Devin ဆိုင်မှာငွေထွက်စီတဲ့အကြောင်းအရာရှိတယ်။ဒါမှ Devin လေးတစုံပါ။ Okay ။ Credit Bank ကျွန်တော်ငွေထွက်ပွားရဒေါ်လာတစ်ထောင်။ Devin ဆိုင်မှာပါလေ Computer Computer ဝယ်လိုက် တော့ debit computer တစ်ထောင် credit bank တစ်ထောင်ဆိုပြီး debit credit စင်ရမှာမဟုတ်လား credit ဆိုင်မှာ bank bank လို့ cash လို့ငွေထွက်သွားတယ် debit ဆိုင်မှာငွေထွက်စီတဲ့အကြောင်းအရာရှိခင်ဗျားတို့ကကျွန်တော်တို့ cash account ကနေဒေါ်လာတရားထွက်သွားပါတယ် credit cash dot တရား debit purchase အော်ကျွန်တော်တို့ပြန်ဖို့ပစ္စည်းတွေဝယ်လိုက်တဲ့အရာပေါ့ဗျာ debit purchase တရား credit cash တရားဆိုပြီးကျွန်တော်တို့က debit entry စင်းသွင်းရမှာဖြစ်ပါတယ်ခင်ဗျားတို့ကြည့်အောင် bank နဲ့ cash to moon solution credit တက်ပစ်စင်မှာငွေစီးတဲ့အကြောင်းအရာရှိပါတယ် headset ssd ဝယ်လိုက်လို့ purchase ပြောင်းမယ့်ကုန်ပစ္စည်းတွေဝယ်လိုက်လို့လား expense အသုံးစရိတ်တွေဝယ်လိုက်လို့လား drawing တတိယနေလာယူပြီးသုံးသွားလို့လား save return ရောင်းတဲ့ထည့်ကပြန်ပို့ရတယ်တခုခုဖြစ်ပါတယ်ဒါကြောင့်မလို့တက်ပန်အတူတူဆုံးတက်ပစ်စင်မှာငွေထွက်သွားတယ် debit side မှာငွေဝင်နေဆိုလို့ရှိရင် credit မှာငွေဝင်စီးတဲ့အကြောင်းအရာရှိပါတယ် credit side မှာကဝေထွက်တယ်ဆိုရင် debit side မှာဝေထွက်စရာအကြောင်းရှိတယ်။ဒါကြောင့်မို့ debit entry အမြဲတမ်းတဆုံးစီစဉ်းသွင်းရမှာဖြစ်တယ်။ ဒါလေးကိုကြည့်ပြီးတော့ Devon Entry ရဲ့ basic လေးကိုနားလည်သွားမယ်လို့ထင်ပါတယ်။အချင်းချင်းလေ့ကျင့်မှာဒီချက်ချက်ကိုပေါ့ကိုစီးရင်းဆွဲပြီးတော့အချင်းချင်းလေ့ကျင့်ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲ Devon Entry ပိုင်းမှာ accounting ကိုဖြစ်ပါတယ်။ Devon Entry ဆိုတာက accounting ရဲ့ foundation ဖြစ်ပါတယ်။ foundation ကောင်းမှ professional လောက်ဆက်သွားမှာဖြစ်ပါတယ်။ဖြင့်ကျွန်တော်ဒီဖိလေ့ကျင့်ပြီးတော့ accounting နဲ့ပတ်သက်တဲ့ accounting diploma basic accounting ဒါမှမဟုတ်ရှင် accounting နဲ့ပတ်သက် diploma of degree ရှိပြီးသားလူတွေ Singapore UAE နဲ့တခြား English speaking country တွေတော့ပြီးအလုပ်လုပ်ချင်တယ်အလုပ်ရှာချင်တယ်ဆိုလို့ရှင် training တွေ engineer နဲ့ပတ်သက်တဲ့ training တွေ admin HR နဲ့ပတ်သက်တဲ့ training တွေ interview English training တွေနဲ့တခြား accounting နဲ့ပတ်သက်တဲ့ software ဘောင်းဆိုအကုန်လုံး SS skill financial training center မှာ class တရှိပါတယ်ဒီ class တွေကို one on one တက်ချင်လဲကျောင်းနဲ့ arrange လုပ်လို့ရပါတယ် class နဲ့တက်ချင်လို့ဆိုလို့ရှင်ကျောင်းမှာဆက်ပြောင်းလို့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ကအောင်မြင်မှုအတွက်ဆို SSK ဆိုတာကျေဖိုင်ဖုန်းနဲ့ grab your success with as a skill as a skill နဲ့လက်တွဲပြီးတော့ကျွန်တော်ရဲ့ဘဝအောင်မြင်မှု balance ခုနေတဲ့ကြောင်းတောင်းတာလည်းအများရှိတယ်ဒါကြောင့်မလို့တခုခုအောင်မြင်မှုလမ်းကိုင်းပါမယ်ဆိုလို့ရှိရင် as a skill ထရတယ် see you next video bye bye